တာခေါ်နှလုံးသွေးကြောပိတ်ယောဂါကြောင့်လူကြီးတွေမှာဒါမှကလူငယ်နဲ့လူလက်ပိုင်းတွေမှာပါရုတ်တရက်အသက်သေးဆုံးတာတွေတုံ့တွေ့နေကြရပါတယ်။ဆက်တန်းကားတဲ့ arrest ခေါ်ရုတ်တရက်နှလုံးခုန်ရက်ပြီးအသက်သေးဆုံးတဲ့ဖြစ်စဉ်ကလည်းလူကြီးတွေမှာရောလူငယ်အားကစားသမားတွေမှာဆိုရင်နှစ်စဉ်9000ကနေတသိန်းအတွင်းတိတ်ရောက်နှုံးသေဆုံးနေကြရပါတယ်။ ။ဒါဆိုရင် hug တဲ့အပေါင်းဝင်နှလုံးနဲ့ပတ်သက်တဲ့လက္ခဏာတွေကိုမဖြစ်ခင်ကြိုတင်သိရှိထားနိုင်မယ်လို့ထင်လား။စိတ်ဖိစီးမှုတွေများပြီးညာဘက်အိတ်မပြောတဲ့ပြဿနာကလည်းနှလုံးကျန်းမာရေးကိုစိုးဝါးစွာထိခိုက်နေတယ်ဆိုတော့သိရလား။လူအများစုပါစိတ်ယုံစိတ်ကန်ရောက်ပြီးဆိုရင်အလိုလိုနေရင်စိတ်လှုပ်ရှားတတ်ကြပါတယ်။ဒါပေမဲ့ဒီနေ့ခင်မှာတော့နိပညာတွေတိုးတက်လာတာနဲ့အများစိတ်ုံစိတ်ကန်သွားစရာမလိုပဲနဲ့ smart watch တစ်လုံးပတ်ထားယုံနဲ့နှလုံးနဲ့ပတ်သက်တဲ့ပုံမှန်မဟုတ်တဲ့အစောပိုင်းလက္ခဏာတွေကိုကိုယ်တိုင်ကြိုတင်သိရှိထားနိုင်ပြီဖြစ်ပါတယ်။ ဒါကြောင့်မလို့ဒီနေ့မှာတော့ smart watch တွေကနှလုံးကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ကျန်းမာရေးနဲ့အသက်ကိုမထိခိုက်အောင်ဘယ်လိုအထောက်အကူပြုပေးသွားနိုင်လဲဆိုတာပြောပြပေးသွားမယ်နော်။မင်္ဂလာပါ။ကျမဒေါက်တာစိတ်မှာဒီနေ့မှာတော့ smart watch တွေကနှလုံးကျန်းမာရေးကိုတကယ်ပဲအထောက်အကူဖြစ်ရလား။ဘယ်လိုပုံစံမျိုးနဲ့အထောက်အကူဖြစ်လဲဆိုတဲ့အကြောင်းအရာကို emotional well-being အပါအဝင် ECG တိုင်းတာခြင်းလိုမျိုးအစစ်မြစ်ကျန်းမာရေးစောင့်ရှောက်မှု feature တွေအပြည့်စုံပါဝင်တဲ့ Huawei Watch GT6 series ကြောင်းနဲ့အတူမျှဝေပေးသွားမှာဖြစ်ပါတယ်။ smart watch brand တွေထဲမှာမှာကမ္ဘာရန်ဝအကောင်းဆုံးနံပါတ်၁ဖြစ်တဲ့ Huawei ကအသစ်ထွက်ရှိထားတဲ့ဘက်ထရီသက်သန်း22ရက်ထိခန့်နဲ့ Huawei West GT6 series ကိုပတ်ထားလိုက်ရုံနဲ့နှလုံးနဲ့ပတ်သက်တဲ့လက္ခဏာတွေအိတ်ဆက်ချင်းဆိုင်ရာအချက်အလက်တွေစိတ်ခံစားမှုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုစဉ်ဆက်မပြတ်စောင့်ကြည့်စစ်ဆေးနိုင်ပြီပဲဖြစ်ပါတယ်။ ကိုကျမ်းမာရေးနဲ့ပတ်သက်တဲ့အချက်အလက်တွေကို Huawei Health App ထဲမှာဝင်ရောက်ကြည့်ရှုနိုင်ပြီးတော့ iOS Android Smartphone အားလုံးနဲ့ချိန်ဆက်သုံးပြနိုင်ပြီပဲဖြစ်ပါတယ်။ဒါကြောင့်လည်း Huawei Watch GT 6 Pro ဟာဆိုရင်တော့ Time Magazine ရဲ့ Best Invention of 2025ဖြစ်ဖော်ပြခြင်းကိုခံခဲ့ရပါတယ်။ပေါ်ပြီးသဘောကျဖို့ကောင်းတဲ့အချက်ကအားကစားလုပ်တဲ့သူတွေလူကြီးတွေအနေနဲ့ Huawei Watch GT 6 Series လေးကိုပတ်ထားလိုက်မယ်ဆိုရင်ရုပ်တရက်လဲကြတာတွေအတွက် Fault Detection Function ပါဝင်ပြီးအရေးပေါ်ဖုံးခေါ်စမှုကိုအလိုလျောက်လုပ်ပေးနိုင်တဲ့ SOS Calling ပါဝင်တာကြောင့်မလို့ ဟာကတကြောင့်ပဲဖြစ်ဖြစ်ထိခိုက်မှုကြောင့်ပဲဖြစ်ဖြစ်ရုတ်တရက်လဲကျခဲ့မယ်ဆိုရင်တော့အချိန်မီအကူအညီကိုရယူနိုင်မှာပဲဖြစ်ပါတယ်။စိတ်နှုတ်တွေကလေကိုကိုကိုလူငယ်ပဲရှိသေးတယ်လူလက်ပိုင်းပဲရှိသေးတယ်နှလုံးကုန်မမှန်တာတွေနှလုံးသွေးကြောပိတ်တာတွေဟာကတရတာတွေမဖြစ်နိုင်ဘူးလို့ထင်ကြပေမဲ့တကယ်တကယ်ကလူငယ်တွေရောလူလက်ပိုင်းတွေရောအာကစားသမားတွေမှာမှာနှလုံးနဲ့ပတ်သက်တဲ့ပြဿနာတွေကြုံတွေ့နေကြရတယ်။ရှင်ဘက်အောင်တာအထူးသဖြင့်ဘဲဘက်ပေါ့ပြီးပြီးဘဲဘက်မေယူဘဲဘက်လက်မောင်းကြိုက်ခဲနာကျင်တာတွေအသက်ရှူမဝတာမောတာရင်တုံတာခေါင်းမူတာချွေးစေးပြန်တာစတဲ့လက္ခဏာတွေပေါ့ပေါ့တန်တဲ့သဘောထားတတ်ကြတယ်။ဒါပေမဲ့ ဒါတွေကဟတ်တက်ရဲ့ကနဦးလက္ခဏာတွေဖြစ်နေနိုင်ပါတယ်။မူရစ်ဆေးဝါးတွေအုံပြူပြီးတော့နှလုံးခုန်လုံးမြန်တာတွေစိတ်ဖိစီးမှုတွေများတာတွေအရေးပြက်တာတွေအိတ်ညစ်စင်အသက်ရှူရက်တာတွေကြောင့်လူငယ်လေးတွေမှာပါနှလုံးရောဂါတွေဖြစ်လာကြတာကိုတွေ့ရပါတယ်။အရေးပြတာတွေကနေ့စဉ်တောက်လျှောက်ရေရှည်ဖြစ်လာတဲ့အခါမှာဆိုရင်စိတ်ထက်ကြတာတွေစိတ်ဖိစီးတာတွေစိတ်ထိခိုက်ခံစားလဲတာတွေဖြစ်လာပါတယ်ဒီလိုမျိုးစိတ်ခံစားချက်အတက်အကျပြောင်းလဲတွေများတာဟာကိုယ့်ရဲ့ emotional well being ကိုထိခိုက်စေပြီးတော့နှလုံးကိုဖိစီးမှုဖြစ်စေပါတယ် ဒါကြောင့်မလို့လူကြီးတွေသာသာမကလူငယ်တွေလူလက်ပိုင်းတွေအကစားသမားတွေပါကိုယ့်ရဲ့နှလုံးခုန်တော့ကိုယ့်ရဲ့အိတ်ဆက်ချင်းအဲကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုနှိမ့်စင်စောင့်ကြည့်သိရှိနိုင်မှသာလင်ဟတ်အတက်ကြောင့်ရုပ်တရက်အသက်သေဆုံးတာတွေကိုရှော့ချကာကွယ်နိုင်မှာပဲဖြစ်ပါတယ်ဒီအတွက် Huawei West GT6 series လေးကိုပတ်ထားမယ်ဆိုရင်နှလုံးကြမ်းမာရဲ့စစ်ဆေးမှုတွေအရေးပါတယ် ECG နဲ့ Heart rate ကိုတိုင်းတာနိုင်တဲ့အပြင်အိတ်ဆက်ချင်းမှာနှလုံးခုန်တဲ့အပြောင်းလဲကိုတိုင်းတာသိရှိနိုင်တယ် HRV monitoring system ပါဝင်တာကြောင့်မလို့ကိုယ့်ရဲ့နေ့စဉ်အိပ်စက်မှုဟာ quality ပြည့်မီရဲ့လားကျန်းမာစေဖို့အတွက်အ အထောက်အကူဖြစ်စေရလားဆိုတာပါတပါးတည်းသိရှိနိုင်မှာပဲဖြစ်ပါတယ်ဒါပြင် ultra slim lightweight design ဖြစ်တာကြောင့်မလို့လူကြီးလူငယ်မရွေးညအိတ်ချိန်တိုင်းအဆင်ပြေတက်တော့တက်တာနဲ့ဝတ်ဆင်နိုင်မှာပဲဖြစ်ပါတယ်။စိတ်ခံစားချက်တိုင်းတာတဲ့နေရာမှာလဲ pleasant, unpleasant, neutral အပြင်စိတ်ခံစားချက်ပေါင်း12မျိုးအထိဖော်ပြပေးနိုင်ပါတယ်။ Huawei Health App ထဲမှာမိမိရဲ့ကျန်းမာရေးဆိုင်ရာအချက်အလက်တွေဖြစ်တဲ့ ECG မှတ်တမ်းတွေ၊ကိုယ်လက်လှူရှားမှုမှတ်တမ်းတွေ၊အိပ်စက်ခြင်းဆိုင်ရာအချက်အလက်တွေ၊စိတ်ခံစားချက်အတက်အကျပြောင်းလဲမှုတွေ ကိုအပူချိန်နဲ့သွေးတွင်းအောက်ဆီဂျင်အကြောင်းအရာတွေကိုတနေရာထဲမှာကြည့်ရှုနိုင်ပြီးကျန်းမာရေးနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုလည်းတိကျမှန်ကန်စွာ report ထုတ်ပေးဦးမှာဖြစ်ပါတယ်။စိတ်ဖိစီးမှုကင်းစင်ပြီးစိတ်ရောလူပါကျန်းမာပျော်ရွှင်မှုအတွက်ဆိုရင်အားကစားပုံမှန်လုပ်ပေးဖို့လည်းလိုအပ်ပါတယ်။ Huawei West GT6 series မှာဆိုရင်ပုံမှန်လေကားတက်တာကနေစလို့ပြေးတာအထိ sport mode ပေါင်း100ကျော်ပါဝင်လို့မိမိနှစ်သက်ရာအားကစားမျိုးစုံပြုလုပ်နိုင်ပါတယ်။ Huawei West GT 6 series နဲ့ဆိုရင်လှုပ်ရှားမှုတိုင်းကအားကစားတစ်ခုလိုပါပဲ။ဒါအပြင် Huawei West GT 6 series မှာက breathing exercise, ကာဒီယိုစတဲ့ဆက်ရောကိုပါကျန်းမာဖို့အထောက်အကူဖြစ်စေတဲ့ fitness course ပေါင်း200ကျော်ပါဝင်တဲ့အတွက်ကြောင့်မလို့မိမိစိတ်ကြိုက် fitness exercise တွေကိုဖုန်းတစ်လုံးထဲမှာတင်အလွယ်တကူလေ့လာနိုင်မှာပဲဖြစ်ပါတယ်။ဒီလိုမျိုး sport head feature အစုံပါဝင်ပြီး battery သက်တမ်း21ရက်ထိခန့်တဲ့ Huawei Watch GT 6 series နဲ့ဆိုရင် iOS Android smartphone အားလုံးနဲ့ချိတ်ဆက်အသုံးပြုနိုင်ပြီးတော့လူကြီးတွေမှာမကအားကစားသမားတွေလူငယ်လူရွယ်တွေမှာပါမိမိရဲ့စိတ်နဲ့နှလုံးကျန်းမာစေဖို့အတွက် အနိကစောင့်ကြည့်စစ်ဆေးမှုတွေကိုကိုယ်တိုင်စမတ်စကြပြုလုပ်နိုင်မှုပဲဖြစ်ပါတယ်။ Huawei OS GT6 series နဲ့ပတ်သက်ပြီးအသေးစိတ်သိရှိလိုရတဲ့ဆိုရင်တော့နီးစရာ Huawei showroom တွေမှာကိုယ်တိုင်သွားရဆက်သက်ပြီးဝယ်ယူရရှိနိုင်ပါတယ်ရှင်။